S N A I L snail မင်္ဂလာပါတာတာမီမီတို့ရေဒီနေ့တာတာမီမီတို့ကို ပြောပြမှာတော့ခရုလေးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်တာတာမီမီတို့ခရုလေးတွေကိုသိလားတာတာမီမီတို့ပတ်ဝန်းကျင်မှာရောခရုလေးတွေကိုသတိထားမိလားခရုဆိုတာဘာလဲခရုဆိုတာခြေရန်နုနုလေးရှိပြီးတော့အခွန်မှာပါတဲ့အကောင်လေးတစ်မျိုးပါတဲ့သူတို့မှာ မာကျောတဲ့အခွန်နဲ့နူးညံ့တဲ့ကိုလုံးရှိပြီးဆူဆွတ်တဲ့နေရာတွေမှာနေတတ်ကြပါတယ်တဲ့ ခရုလေးတွေကဘလိုပုံစံနဲ့ရွေးရှာလဲခရုလေးတွေကသူတို့မှာပါတဲ့ခြေတံနုနုလေးနဲ့တွားတွားကြတယ်တဲ့သူတို့ခန္ဓာကိုယ်ကနေပြည့်ချွဲချွဲအည်ရွေးထွက်ပြီးချောမွေ့စွာရွေးရှာနိုင်ပါတယ်တဲ့ဒါဆိုခရုလေးတွေကဘာစားကြတယ်ခရုလေးတွေကအပင်စားတတဝါတွေဖြစ်ပါတယ်။သူတို့ကအပင်စိမ့်တွေ၊သိရွက်တွေ၊သစ်သီးနဲ့မှုတွေကိုလည်းကြိုက်ကြပါတယ်တဲ့။တချို့ခရုတွေကတော့ဥယျာဉ်ထဲမှာအပင်တွေကိုဖျက်ဆီးစားတောက်တတ်ကြပါတယ်တဲ့။ ါဆိုခရုတွေကိုဘယ်မှာတွေ့နိုင်လဲခရုတွေကိုဆူဆွတ်တဲ့နေရာတွေမှာအများဆုံးတွေ့ရတတ်ပါတယ်တဲ့ဘလိုနေရာ မျိုးတွေလဲဆိုတော့ဥယျာဉ်တွေမြက်ခင်းတွေမိုးရွာပြီးတဲ့နောက်ဆူဆွတ်နေတဲ့တံပေးလိုနေရာမျိုးတွေမှာသူတို့ကိုတွေ့ရတတ်ပါတယ်တဲ့ခရုတွေကညဘက်မှာတော့အပြင်ကိုပိုပြီးထွက်တတ်ကြပါတယ်ခရုတွေရဲ့ထူးခြားချက်ကတော့သူတို့သွားလျာနေရာကို သူတို့ခန္ဓာကိုယ်နဲ့တူသူတို့ရဲ့အခွင့်အရေးပါတည်ပြီးတော့သွားတတ်ကြရဲ့တဲ့သူတို့အန္တရာယ်နဲ့ကြုံလာရဲ့အဲ့ဒီအခွန်ထဲမှာသူတို့ရဲ့ခေါင်းကိုဖတ်ထားတတ်ကြပါလေတဲ့အယူတကောင်ပါတဲ့ဦးကောင်းရဲ့ခြေတန်းရဲ့အာယုံခံတဲ့အတန်ရဲ့ပါပါလေတဲ့ခဲအခုခရူးအကြောင်းလေးတွေသိပြီဆိုတော့မိကုံးလေးတွေဖြည့်စီအောင်နော်ခရူးရဲ့ခန္ဓာကိုယ်ပေါ်မှာပါပါလေတဲ့အတောင်နဲ့နဲ့အကြီးကော၃အခွန်မှာ အခေါ်မှာဆိုရင်တော့အဖြေလေးတွေဖတ်ပါတယ်။ကဲ Go Q အကြောင်းပြီးပြီဆိုတော့နောက်ထပ်အကောင်းလေးတွေအကြောင်းကိုလည်းဆက်ပြီးတော့နားထောင်ပါအောင်နော်။